လသမဂ္ဂရဲ့မြန်မာနိုင်ငံလူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Yan Healy ဟာဇန်နဝါရီလ17ရက်နေ့မှာမွန်ပြည်နယ်မှာရှိတဲ့အကျဉ်းဦးစီးဌာနဇင်းကြိုက်ကုံထုပ်စခန်းကိုတွားရောက်ခဲ့ပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Yan Healy နဲ့အဖွဲ့ဟာယနေ့ဇန်နဝါရီလ17ရက်နေ့နနက်7:00နာရီအချိန်ကမွန်ပြည်နယ်ပေါင်မြို့နယ်ဇင်းကြိုက်မြို့မှာရှိတဲ့ပြည်ထောင်စုဝန်ကြီးဌာနအကျဉ်းဦးစီးဌာနရဲ့ဇင်းကြိုက်ကုံထုပ်စခန်းကိုလာရောက်လည်လာခဲ့တာဖြစ်ပါတယ်။ မစ္စစီယန်ဟီလီနဲ့အဖွဲ့ကိုပြည်ထောင်စုဝန်ကြီးဌာနအကျဉ်းဦးစီးဌာနကုံထုတ်လုပ်ငန်းဌာနညွှန်ကြားရေးမှူးဦးမျိုးခင်အကျဉ်းဦးစီးဌာနမွန်ပြည်နယ်ဦးစီးမှုယုံကဒုတိယညွှန်ကြားရေးမှူးဦးကျော်နိုင်မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကညွှန်ကြားရေးမှူးဒေါ်စုစုရှိန်ဇင်းကြိုက်ကုံထုတ်စခန်းကစခန်းတာဝန်ခံဦးအောင်လွင်ဦးတို့ကဇင်းကြိုက်ကုံထုတ်စခန်းအဲ့ရိတ်တာမှာကျိုးစိုးလက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက် Mrs. Yanhili နဲ့အဖွဲ့ဟာမွန်းတက်၁၂နှစ်ခန့်မှာဇင်းကြိုက်ကုံထုံးလုပ်စခန်းမှာရှိတဲ့စူးကျိုးဝင်းအတွင်းဝင်ရောက်ပြီးရဲဘက်အိတ်ဆောင်အမှတ်၁နဲ့အမှတ်၃အတွင်းကိုဝင်ရောက်ကြည့်ရှုပြီးရဲဘက်တွေနဲ့လွတ်လပ်စွာတွေ့ဆုံခဲ့ပြီး 12နာရီနဲ့မိနစ်50ခန့်မှာပြန်လည်ထွက်ခွာခဲ့ပါတယ်။အဲဒီနောက်မွန်းလဲတနားရီခန့်အချိန်မှာတော့ Mrs. Yanhili နဲ့အဖွဲ့ဟာပေါင်မျိုးနဲ့ဖလက်ကျေရအုပ်စုမှရှိတဲ့ဝစ်ကြီးကြောင်းထုတ်လောက်ွက်အတွင်လှည့်လည်ကြည့်ရှုပြီးလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးသိရှိလိုတာတွေကိုမေးမြန်းခဲ့ကတာဝန်ရှိသူတွေကရှင်းလင်းဖြေကြားခဲ့ကြောင်းနဲ့ Mrs. Yanhili နဲ့အဖွဲ့ဟာမွန်းလဲတနားရီနဲ့15မိနစ်အချိန်မှာဝစ်ကြီးကြောင်းထုတ်လောက်ွက်ကနေပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Yanhili ဟာ၁၂ရက်ကြာခရီးစဉ်အဖြစ်မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့နဲ့10ရက်နေ့တွေမှာကချင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီးဖြစ်ပါတယ်။